ဟုတ်လားကာရဘာမြတ်စွာဘုရားဇေတဝန်ကျောင်းတိုက်တော်မှာတရင်သုံးတယ်အဲ့လိုတရင်သုံးနေတော့မှာရဟန်းတော်တွေစုမိပြီးတော့ဘာတွေပြောနေကြတော့ဆိုတော့ကာယကတာတတိနဲ့ပတ်သက်ပြီးတော့ရဟန်းတော်တွေပြောကြတယ်တဲ့အဲ့ကျင်လို့ကာယကတာတတိကိုပွားများရင်အလွန်တရာမှအကျိုးကျေးဇူးများတယ်လို့မြတ်စွာဘုရားဟောပြထားတဲ့တရားစကားတွေတကယ်ကို ကောင်းမွန်မှန်ကန်စွာဟောထားတာပဲသူတို့ကလက်တွေ့ရှိသွားအောင် ကာယကတ္တတိကိုသူတို့ကိုယ်တိုင်အာထုတ်တော့မြတ်စွာဘုရားဟောထားတာနဲ့သူတို့တွေ့ရတာနဲ့တထက်ထင်းဖြစ်တယ်မြတ်စွာဘုရားကဘလို့အကျိုးကျေးဇူးတွေအကျိုးကျေးဇူးတွေရမယ်လို့ဟောတယ်သူတို့အာထုတ်ကြည့်တော့အဲ့ဒီအကျိုးကျေးဇူးတွေကိုသူတို့လက်တွေ့ရအောင်သူတို့ခံစားရတယ်အဲ့တော့အော်မြတ်စွာဘုရားဟောတာတည်းတကယ်ဟုတ်တယ်တကယ်မှန်တယ်တမြတ်စွာဘုရားကိုကြည်ကျူးရအောင်အဲ့လိုကြည်ကျူးနေတဲ့အချိန်မှာပဲမြတ်စွာဘုရားကအဲ့ဒီနာကိုဆိုက်ဆိုင်မြဲမြဲကြွာလာရဟန်းတို့တဲ့ငါဒီနာကိုမရောက်သေးခင်မှာသင်တို့ပြောနေတဲ့စကားကဘာတွေတော့ ်စွာဘုရားကြွလာတော့သူတို့ကပြောနေရက်သွားတာပေါ့အဲ့တော့မြတ်စွာဘုရားတဲ့တပည့်တော်တို့ကာယကတ္တသတိနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောပြတဲ့အချက်တွေကအလွန်တရာမှကောင်းမွန်စွာဟောထားတဲ့အချက်တွေပါလို့ကာယကတ္တသတိနဲ့ပတ်သက်တဲ့တရားစကားကိုဒီလိုတို့ပြောနေတာပါအဲ့လိုလျှောက်တော့မြတ်စွာဘုရားကခင်္ဓာအပ်တဲ့နေရာမှာသတင်းသုံးရင်းနဲ့အဲ့ဒီယဟန်တော်တွေကိုကာယကတ္တသတိနဲ့ပတ်သက်ပြီးတော့တရားစကားဟောတယ်အဲ့ဒီတုတ်တံကိုဦးဇင်းတို့ အကုန်လုံးတူရလေးတွေစုပြီးတော့ဟိုကောင်းထဲမှာမှတ်သားဖို့လွယ်ကူဖို့အတွက်စီစဉ်လေးချပြီးတော့ပြောရမယ်ရှင်လို့ရှိရင်ပထမပိုင်းမှာသူကပြောလို့ဆိုတော့ကာယကတ္တာတတိဆိုတာဘယ်လိုကြိုးစားအထောက်ရတာတို့ကာယကတ္တာတတိရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဖွင့်ပြတယ်။နောက်ဒုတိယပိုင်းမှာကာယကတ္တာတတိကိုပွားများရင်ရရှိမဲ့အကျိုးကျေးဇူးအဲဒါကိုပြောတယ်။တော့အကျဉ်းမြတ်ဖြစ်နှစ်ပိုင်းပါနော်။ကာယကတ္တာတတိဆိုတာဘာလဲ။ အဲ့ဒီကာယကတ္တသတိကိုပွားများရင်ဘလို့အကျိုးကျေးဇူးတွေရမှာလဲဒါပဲတော့ကာယကတ္တသတိဆိုတာဘာလဲလို့မေးရင်အတူဆုံးပြောရရင်တော့အခုတရားဓမ္မတို့ကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်ဟာကာယကတ္တသတိကိုကြိုးစားအထုတ်နေတာကာယကတ္တသတိဆိုတာဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာအောက်မိအမှတ်ရနေတဲ့တတိကလေးရှိနေအောင်ကြိုးစားတာနော်တတိကအောက်မိအမှတ်ရခြင်းသဘောပဲဒီနေ့မှအရှင်တို့တတိကိုအခြင်းအမြန်ဖြင့် နှမျိုးနားလည်ရမယ်မဟုတ်တာတွေအကုသိုလ်တွေမကောင်းတာတွေကိုအမှားရတာလည်းရှိတယ်အဲ့ဒီတတိကိုဘာလို့ပြောရတော့မိစ္ဆာတတိမိစ္ဆာမဂ္ဂင်၈ပါးထဲမှာသူမပါဘူးလားပါရနော်ကောင်းမြတ်တာတွေကိုတတိရတယ်ဆိုတော့နော်အောင်းမိအမှားရနေတယ်ဆိုတော့တတိကတော့တမ္မာတတိအဲ့ဒီတမ္မာတတိကလည်းသူကအမျိုးမျိုးရှိတယ်ဟိုဦးဇင်းတို့တရားလေးတွေကိုဟောတာရှိပါတယ်အကျိုးများသောတတိ၈မျိုးဆို ။တတိကတော့အောက်မိအမှန်ရတာပဲ။ဘာကိုအောက်မိအမှန်ရတာတုံးဆိုတာပေါ်မှာမူတည်ပြီးတော့တတိလေးတွေကကွဲပြားသွားတာလည်းရှိတယ်။ဆိုကြပါစို့မြတ်စွာဘုရားရဲ့ဂုံအကြီးသေးတွေကိုအောက်မိအမှန်ရတယ်ဆိုရင်အဲ့ဒီတတိကိုဘုရားနှုတ်တတိဒီလိုခေါ်တယ်။မြတ်စွာဘုရားရဲ့ဂုံကိုအဖမှာတတိရတယ်။တရားတော်ရဲ့ဂုံကိုအဖမှာတတိရမယ်ဆိုရင်ဓမ္မနှုတ်တတိ။သံဃာတော်ရဲ့ဂုံကိုအဖမှာတတိရမယ်ဆိုရင်သံဃာနှုတ်တတိ။မိမိရဲ့စင်ကြယ်တန်ရှင်တဲ့တီလာကိုအဖမှာတတိရမယ်ဆိုရင်တီလာနှုတ်တတိ။ ကိုယ့်ရဲ့ပေးကမ်းဆွံ့ကျက်တူတမ်းမှုလေးကိုအဖမတရိယမဆိုရင်သာဃာနုတ်တတိနတ်ပြည်မှာရှိတဲ့နတ်တိမသာလည်းတရာတိလတုဒ္ဒဇာကပြင်ညာသူတော်ကောင်းတရားတွေရှိတာမို့ငါလည်းပဲနတ်ပြည်ရောက်ကြအောင်အဲ့ဒီတရားတွေရှိတယ်လို့နတ်ပြည်ရောက်နေတဲ့နတ်တွေကိုတက်တေရာမှာထားပြီးတော့ကိုယ်မှလည်းပဲအဲ့လိုကောင်းတဲ့တရားတွေရှိတယ်လို့သတိရမယ်ဆိုရင်ဒေဝတာနုတ်တတိဟုတ်လားနောက်ပြီးတော့မိမိရဲ့အာနာပါနဝန်တက်ထက်တော့ကိုအမှတ်ရမယ်ဆိုရင်အာနာပါနတတိ တည်ခြင်းတရားကိုအမှတ်ရမယ်ဆိုရင်မရဏတတိဟုတ်ရလားတတိတွေကအဲ့ဒါလို꿰ပြမှုတွေအများကြီးရှိတယ်ဟုတ်လားအခုပြောတဲ့တတိကဘာလို့ဆိုကာယကတာတတိဒီရုပ်အပေါင်းအစုကြီးရဲ့ပုံမှာတတိရှိတာနော်ကာယကတာပေါက်ပြန်တတဲ့ရုပ်တဘာဝတွေစုနေတဲ့အစုဝေးတွေအခြေဝါစာသပင်မွေးစုံမျက်စိနဲ့မြင်ရတဲ့ဒီအကောင်ထေတရကြီးတတူရဲ့ တဘာဝကိုသိအောင်ကြည့်မယ်ဆိုလို့ရှိရင်ပရမထတဘာဝတွေပါသိနိုင်မြင်နိုင်တဲ့အနေထားမရှိဘူးလားရှိတယ်။အဲဒီရုပ်ကာယရဲ့အပေါင်းကိုတတိထားတာကိုကာယကတ္တာတတိ။အဲတော့မြတ်စွာဘုရားကကာယကတ္တာတတိကိုအဲ့ဒီတုတ်တံမှာ16မျိုးတောင်ပြောတယ်။ဒါကြောင့်တုတ်တံကြီးကအရှိရီလို့ပြောတာ။အဲ့ဒီ16မျိုးကိုအတုချုပ်ပြီးတော့ဦးဇင်းပြောတယ်နော်။အတန်လေးတွေဖန်ထားတော့အချိန်မှနောက်ထောင်ခြင်းတဲ့ပုံကိုယ်လေးတွေစုံစုံစည်းစည်းနောက်ထောင်စည်းခြင်းတဲ့စည်းနာလည်းပါတာပေါ့။ တော့ကာယကတ္တတိဆုရှိမျိုးပါလိတော့ဆိုတော့နံပါတ်1အာနာပါနာတတိဝင်တဲ့ထွက်တဲ့ကိုတတိထားတာခုတက္ကရာမတို့လုပ်နေတဲ့လုပ်ငန်းနဲ့ကိုက်ပြောရင်ဝင်နေဝင်တိုင်းကြည့်တယ်ထိတိုင်းတည်အောင်ကြိုးစားတယ်ထွက်လေထွက်တိုင်းကြည့်တယ်ထိတိုင်းတည်အောင်ကြိုးစားတယ်ဒါကာယကတ္တတိတစ်မျိုးနောက်ဣရိယာပဋ္ဌာပပါရတဲ့ပါရထိုင်လျောင်းဣရိယာဝုကြီး၄ပါးတတိကပ်ပြီးတော့ထားတာ ဘယ်ပုံစံလေးနဲ့ပဲဖြစ်နေဖြစ်နေအဲ့ဒီဖြစ်နေတဲ့တည်နေတဲ့အတိုင်းလေးကိုပြဋ္ဌာန်းပြီးတော့နေနိုင်တာဒါကဣရိယပဋ္ဌာဣရိယဝကြီး၄ပါးနောက်ပြီးတော့တန်စင်ညပပါးတဲ့အသေးစိတ်အမူအရာလေးတွေရှစ်တဲ့တဲ့နောက်ဆုတ်တဲ့ကိုယ်ရဲ့စံနဲ့ငုံနဲ့မော့တယ်တဲတဲကြီးတယ်တစောင်းကြီးတယ်ဝိစားတွေကိုဝတ်တယ်နောက်စားတော့တည်းစားတယ်တောက်တယ်ကြီးကြီးချင်းငယ်ဆွနေဟုတ်လားစကားပြောမယ်တိတ်တိတ်နေမယ်အိတ်မယ်နိုးမယ်အစရှိတဲ့ဖြစ် ကိုနေထိုင်နေတဲ့အနေအထားအသေးစိတ်ကလေးတွေရဲ့ပုံမှာတမ္ပဇာနာကာတိတိလျက်နဲ့ပြုရမယ်ဟောဒါလေးတွေမင်းနဲ့နော်အမြတ်စွာဘုရားဟောထားတဲ့စကလုံးဟောတာအတိအကျဒါနဲ့ပတ်သက်ပြီးတော့ဦးနေကအရန်စိတ်ဝင်စားလို့ဒါအတိအကျဖြစ်အောင်ကိုပြောတာတမ္ပဇာနာကာတိတိလျက်နဲ့ပြုရမယ်ထပ်ပြီးတော့အလေးပဲရှင်းပြသေးရမလို့အောင်ကိုရှင်းတယ်လို့ထင်တော့တရားဘယ်လိုအားထုတ်ရမှာလဲလို့မေးမယ်ဆိုရင်အဲ့ဒီမေးခွန်းရဲ့အဖြေကဒါပဲတမ္ပဇာနာကာတိတိလျက်နဲ့ပြုရမယ် ဘာပဲလှုပ်လှုပ်ဘာပဲပြုတ်ပြုတ်အတိကလေးရှိရမယ်အဲ့ဒီလှုပ်နေတဲ့အလုပ်ပေါ်မှာအတိရှိရမယ်ဒါရိုးရိုးလေးပဲညာသားဖြစ်မလှုပ်မရှိနိုင်ဘူးနော်ဒါကတော့ဦးဇင်းတို့အဲ့ဒီအလုပ်ကိုမလှုပ်နိုင်ဘူးတတိလက်လို့လှုပ်နေတာပဲညာဒါဦးဇင်းတို့လည်းဒီတိုင်းမှာပဲကိုလှုပ်နိုင်လို့ဒီတရားကိုဟောနေတာမဟုတ်နော်ဒီလိုကအလုံးမမြတ်တယ်ဆိုတဲ့ယုံကြည်မှုအဓိကထားပြီးတော့ဒါဦးဇင်းတို့ပြောတာပါဟုတ်လားလောရတာအရင်လက်ခက်ပါလေခက်တယ်ဆိုတာကကိုယ့်ရဲ့ ောက်ဆိုရတဲ့ဇာယိဆိုးတွေရဲ့တွောမှုမှုကိုခံရတာကတပိုင်းကိုယ့်ရဲ့တရားအဝရိယအညံ့ရှင်းတာကတပိုင်းပေါ့ဟုတ်လားအေးအဲ့တော့ဘာပဲပြောပြောဒီစစ်မှန်တဲ့သတော်ကောင်းတရားအတိညာကိုရဖို့အတွက်စစ်မှန်တဲ့နိလန်းတွေကိုတော့မှတ်မှတ်ကန်ကန်သိထားရမယ်တနေ့တစ်ချိန်မှာကိုယ်တကယ်ပဲဆွေးနွေးပေးနဲ့ဘဝနဲ့ရင်းပြီးတော့မြုပ်နှံပြီးတော့လှုပ်တော့မဟေ့ဆိုရင်ကို့မှာဒီနိလန်းကိုမှတ်မှတ်ကန်ကန်သိထားဖို့လိုတာပေါ့ဟုတ်လားအဲ့တော့သံဇာနာကာရီဟောဒီပြည့်လျက်နဲ့ပြုရမယ် တမ္ပဇဉ်ညပပမှာအဲ့တိုင်ဟောတယ်။သုံးမျိုးရှိသွားပြီနော်။အာနာပါနာဣရိယပဒတမ္ပဇဉ်ညပဋိကူလမနတိကာရတဲ့၄ခုမြောက်က32မျိုးသောကုသသာတို့ဖြင့်တည်ဆောက်ထားတဲ့ဒီယုတ်ခန္ဓာအိမ်ကြီးကိုအမှန်ကန်စဉ်းစားတာ။စာမေမွေးခြင်းခြေသည်လက်သည်၊သွားအရေးအသားအကျော်အယူယူရင်းခြင်းသည်အညုံနှလုံးအသေးအမည်အဖြစ်အဆုပ်။ဥမဥဒိန်စာစစ်စာဟောအုံနောက်သည်တလိပ်ပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတွေ့ နအစေးကျင်ခဲ့။ဩအဝါနှစ်ဖက်ပိတ်ထားတဲ့အိတ်ကြီးတစ်လုံးတည်းကိုတဲ့။နော်ဆံလေးစဘာလေးပြောင်းနေနန်းလေးပဲလေးအပြည့်ထည့်ပြီးတော့အပေါ်ကအဝါကိုပြန်ပြီးတော့လုံအောင်ပိတ်ထားတယ်။အောက်ကအဝါကကျိုးနေချီထားတယ်။ထည့်ပြီးတော့မှအပေါ်ကအဝါကိုလည်းထပ်ပြီးတော့လုံအောင်ပိတ်ထားတယ်။တမျက်စီအမြင်ရှိတဲ့လူကအပေါ်ကချီထားတဲ့ကျိုးကိုဖြေပြီးတော့တိတိကျကျအိတ်ထဲကိုလက်နဲ့နှိုက်ပြီးတော့ဒါကတော့ဆံလေးဒါကတော့စဘာပဲဒါကတော့ပြောင်းမယ်လို့ အသေးစိတ်ကြည့်တယ်လို့မျိုးတဲ့ဒီခန္ဓာကိုယ်ဆိုတာအဝါနှစ်ဖက်ပိတ်ထားတဲ့အိတ်ကြီးတစ်လုံးပဲတဲ့အဲ့ဒီထဲမှာဘာတွေရှိလဲဒါကကိုယ်တိုင်ပဂရိမျက်စိနဲ့တောင်သိနိုင်တာဒါကိုသိရင်လည်းတရားတို့ရနိုင်တာပဲနော်ခုနောက်ရရှိမဲ့အကျိုးကျေးဇူးတွေကိုနားထောင်တဲ့အခါမှာဒီအခုပြောတဲ့နိလန်းနေတွေကဘယ်နိလန်းကိုပဲကြိုးစားကြိုးစားအဲ့ဒီအကျိုးကျေးဇူးကိုရရှိနိုင်တန်ဖို့အတူတူပဲအဲ့ဘယ်နိလန်းလေးမှစစ်မှန်တဲ့နိလန်းလို့ဟိုနိလန်းကမဟုတ်ဘူးဆိုတာကိုအကျိုးဟို သဘောတိကတက်ရောက်သွားမှဆိုးလို့အကုန်လုံးမြတ်စွာဘုရားဟောတာဟုတ်လားတတိယဆံမြွင့်ချင်းခြေတိလက်တိ၃၂ခုတ္တကိုစဉ်းစားသိဉာဏ်ကိုလည်းပေါ့တွက်လို့